ြန်ခဲ့တဲ့မိသားစုတွေကအားပေးစကားတွေလိုအပ်နေတာအာကျွန်တော်ဟိုတနေ့ကတင်ထားသလိုပေါ့နော်အကုန်လုံးကလေချက်ချက်လန့်ရင်းနဲ့ချက်ချက်လန့်ရင်းနဲ့ကိုတော်ကိုသွားလှူရဲဆိုတော့မှဘလို့ဖြစ်လဲဆိုတော့လေအဲ့လိုဘယ်ချိန်များလုံမလဲကိုကကိုရိတ်ခနေဖြစ်တော့ငလင်းလောက်ကွာလားမသိဘူးဆိုတော့အဲ့လိုမျိုးအာအမြင်နဲ့တတိနေနေနေရအကုန်လုံးကလေစိုက်ကိုတွေဖောက်နေတာစိုက်ကိုတွေဖောက်ပြီးတော့အဲ့လိုမျိုးအာဘာပြောမလဲဘာတွေပြောလို့ပြောမှန်းမသိဘူးနောက်ဆုံးသွားပြီးတော့လှူခဲ့တဲ့ဒီ hotel အောင်မန်းမှာပြီးခဲ့တဲ့ညီမလေးရဲ့မမေဆိုရင်လေကျမယူတော့မှလားမသိဘူးလေဆိုပြောပြီးတော့မှလေသူပြောတဲ့စကားတွေကကိုပြောတဲ့စကားတွေသူနားနဲ့မရဘူး အရင်ပြည်ဖြစ်ပါတယ်ဒါကိုခန့်တော့ချောင်းအမြင်နဲ့လှူနေတာဆိုတော့ခါကျတော့ဟိုဘယ်လိုပြောမလဲအလှူတိုင်းမှာလည်းအရင်တော့ဆိုရင်တော့ရင်းသားခင်းရိုက်တော့ဆိုရင်တော့တော့ချောင်းသွားဖြစ်တာပေါ့နော်အဖေနဲ့သား character ဆိုတော့တွဲဖြစ်တယ်အခုကတော့ဒါအလှူရဟိုဘက်ဒီဘက်တွေခွဲပြီးလှူနေတဲ့ခါကျဒီနေ့တော့နှစ်ဆန်းတရဖြစ်တယ်ပြီးတော့ငလျင်ဘေးတွေအတွက်ပြန်လာတာလည်းပဲဒါမနေ့ကပြန်အောင်ဒါဆိုကွက်တီပဲဖိတ်တဲ့အချိန်မှာအဲ့နဲ့ဒီနေ့လာပြီးတော့တရားနာရင်စွန့်နေကက်ဖြစ်တာဗျဟုတ် သူပါပဲဘာလို့ကိုကြီးနဲ့ပဲတောက်လျှောက်လူတွေလိုက်နေဆိုကိုကြီးနားတဲ့ချင်းကိုလည်းအိမ်မှာရှိရဲအဲ့ကိုကြီးသွားနေတော့ကိုကအမြင်လိုက်နေကြဆိုတာကိုကိုခံပြီးပါဖြစ်တာဟုတ်ကြံရေကိုမကြည့်သေးရကြံပြီးတာကမမသိနေတကယ်တော့မဟုတ်ပါဘူးကြံဆိုတာကိုမေ့ွာအမှန်ပြောမယ်ဆိုရင်လေဟိုအိမ်ုံပြန်ရောက်တော့မှအဲ့ဒီနေရာအတက်နေဆိုတာတီးတော့အမှစာလေးတင်လိုက်တာတကယ်တမ်းကျတော့ကြံဆိုတာကိုမေ့နေတာကိုကကိုလိုက်လူနေပြီးတော့လေတောက်လျှောက်အဲ့ဒီကြံတော့ကအောင်ပန်းနဲ့ကလောဘတ်ရောက်နေတာအမှလိုက်လူနေနေတဲ့ကြံဆိုတာကိုကိုမေ့မေ့နေတာတကယ်မေ့နေတာ ီနေ့နေဆန်းတည့်ရက်နေဆိုမှလည်းကြံပြီးဝါရီလာတော့အိမ်ကအထုတ်လေးအေးပြီးပြီလေးဆိုတော့အော်အဲ့ချိန်မှာပါတော့ကိုကလည်းအိမ်ဘာလဲအင်းလေးကိုသွားတော့မလိုက်ဖြစ်လိုက်ဘူးနော်ကိုကြီးလူလည်းမလိုက်ဖြစ်မယ်နဲ့အိမ်မှာပဲကိုပါနေဖြစ်တယ်ကိုကတော့အိမ်မှာပေါ့ဖရာတရားနဲ့ပေါ့ဦးလေးကိုယူဆိုင်နေပဲနေခဲ့ပါတယ်ဟုတ်အခုကလေအာဘာလို့လိုအပ်နေလဲဆိုတော့အခုအရင်ဆုံးလိုအပ်တာတည်ဆုံသွားကြတယ်ငလျင်ပြီးပြီးတော့တည်ဆုံသွားကြတယ်ဒီကလေးတွေဥဒရော်တွေကကြတော့သူတို့ကလေကြံခဲ့တဲ့မိသားစုတွေကအားပေးစကားတွေလိုအပ်နေတာ အာကျွန်တော်ဟိုတနေ့ကတင်ထားသလိုပေါ့နော်အကုန်လုံးကလေချက်ချက်လန့်လန့်ရင်းနဲ့ချက်ချက်လန့်ရင်းနဲ့ကိုတော်ကိုသွားလှူရဲဆိုတော့မှဘလို့ဖြစ်လဲဆိုတော့လေအဲ့လိုဘယ်ချိန်များလုံမလဲကိုကကိုရိတ်ခနေဖြစ်တော့ငလင်းလောက်ကွာလားမသိဘူးဆိုတော့အဲ့လိုမျိုးအာအမြင်နဲ့သတိနဲ့နေနေရအခါကျရင်သွားတဲတယ်တဲတဲ့အချိန်မှာကိုအဲ့ဒီအာကိုတဲနေရင်တလန်နဲ့လှုပ်သွားတယ်ရှိတယ်ကိုနေအောင်မဲမှာဆိုလဲတဲနေတော့ဝုန်းဝုန်းကျလှုပ်သွားအမြင်ထွက်ပြေရကိုလည်းထွက်ပြေရပဲ ကျွန်တော်ဟိုတယ်မြန်မာတို့ထွက်ပြေးရတယ်အဲ့လိုမျိုးဆိုတော့အကုန်လုံးကလေအခုထိလည်းပဲမငြိမ်သက်သေးဘူးငလင်ကအနေငယ်အနေငယ်လှုပ်နေတော့ပြိုလဲစတိုက်တွေကလည်းရှိနေရခါရဘယ်ချင်းနေဘလူတွေထပ်ဖြစ်မှန်းမသိတော့အကုန်လုံးကြောက်လန့်ပြီးတော့ထွက်ထွက်ပြေးနေရအဲ့ဒါတစ်ချက်ပြီးရင်နောက်တစ်ခုကကိုယ့်ရဲ့အရှိမကိုနဲ့စကားပြောနေနေပဲဖြစ်ဖြစ်ကိုနဲ့ကိုလေးနေစကားပြောပြီးထွက်သွားပဲဖြစ်ချက်ချင်းကိုရှင်မပြောက်ွယ်သွားလေလူတွေကဆိုတော့အကုန်လုံးကလေစိုက်ကိုတွေဖောက်နေတာစိုက်ကိုတွေဖောက်ပြီးတော့အဲ့လိုမျိုးအာဘာပြောမလဲဘာတွေပြောလို့ပြောမှန်းမသိဘူးနောက်ဆုံးသွားပြီးတော့လူခဲ့တဲ့ ဒီ hotel အောင်မန်းမှာပြီးခဲ့တဲ့ညီမလေးရဲ့မမေဆိုရင်လေကျွန်မယူတော့မှန်းမသိဘူးလေဆိုတော့ပြောပြီးတော့မှလေသူပြောတဲ့စကားတွေကကိုပြောတဲ့စကားတွေသူနားလည်းမရဘူးသူဘာတွေပြောနေမှန်းလဲကိုလည်းမသိဘူးကျွန်တော်အဲ့တော့အကုန်လုံးထွက်သွားပြီးတော့မှနှုတ်ဆက်ပြီးကိုသားကြီးရောဒီဆန်ကအကုန်နှုတ်ဆက်ပြီးတော့ထွက်သွားပြီးတော့မှပြန်လှမ်းပြီးစကားတွေသူပြောနေတယောက်တည်းအဲ့နဲ့အကိုကပြန်ဝင်သွားလိုက်ပြီးတော့မှသွားပြီးအားပေးစကားပြောပြီးတော့အာတခြားလေးကြည့်ပြီးတော့မှအမကဘာဖြစ်ညာတယ်ပေါ့သူ့ကိုပြန်တည်သွင်းပြရပေါ့ကလေးလေးရှိသေးတယ်နော်ဒီမှာကလေးလေးငယ်လေးရှိသေးတယ်ဘာမှဖြစ်လို့မရဘူးကိုကိုစိတ်ကိုထိန်တော့ပြူတော့ သူကသူသမီးလေးကဘယ်လိုမျိုးလဲဆိုတော့အကြီးဆုံးသမီးလေးဖြစ်တော့သူအားကိုးနေရအားကိုးနေရတဲ့ခါကျတော့အဲ့လိုမျိုးကြီးဒုံးဆိုဖြစ်သွားတဲ့အချိန်မှာသူ့အတွက်သူခိုင်းစားခဲ့မိပါတယ်ဆိုရအတူမျိုးသူကဝင်သွားဝင်ပြီးတော့စိတ်မကောင်းဖြစ်နေပြီးတော့အာမယူတော့မှလားထွက်သွားတဲ့သူကကျတော့လည်းပဲဘူးမသိပါမသိနဲ့သူတို့ရဲ့မျောလင်းချက်တွေညီမန်းချက်တွေအများကြီးနဲ့ချက်ချင်းဘာမှမသိပဲဝုန်းစုပြိုကျပြီးတေဟွာသုံးသွားတာကိုဆက်ခါကျတော့သူတို့ကလည်းပဲသူတို့တော့ကဥမာအဲ့ဒီတွားလှူတော့ဆိုအကုန်ဆိုရင်တော့အဲ့လိုမထွက်ရဲဘူးပေါ့နော်မပြောမပြောရဘူး အအစိမ့်တီလိုမျိုးဖြစ်သွားဆွဲခါကျတော့ယောဂတစ်ခုခုကြောင့်ဆုံးတာမျိုးပဲ ਨੇ အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့သူတို့မှာကချက်ချင်းနိုင်ရင်သူတို့ကိုတေးမန်းအောင်ချိုးချိုးတိကျမှတိမှာဆွဲခါကျတော့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူတို့အတွက်ကျတော့လည်းပဲအာတိတ်မကောင်းသူတို့တော်လည်းအရင်ခံစားပြီးတော့မှတည်ဆုံးကြရတယ်အဲ့လိုပဲအဲကြံခဲ့တဲ့သူကကြောက်လဲချက်ချင်းလန်ကြီးဟိုကြုံတွေ့လိုက်တဲ့အခါကျတော့သူတို့ချစ်တဲ့သူတွေကိုဆုံးရှုံးရတဲ့အခါမှာအခုတို့အဲလူသားမပြောနဲ့အခုတို့အိမ်ကတိတ်ဆိုင်ကြီးကောင်ဆုံးနေတော့အခုတို့အရင်ဝင်နေကြတာလေဆိုတော့ လူသားတယောက်ကိုသူတို့အရင်ချစ်တဲ့သူတယောက်ကိုချက်ချင်းဆုံးရှုံးရတဲ့ခက် feeling ကဘာနဲ့မှမတူဘူးအဲ့ဒါတကယ်တော့လူတွေအချိန်မှာမြန်ဝါထထင်မြင်မှာသူတို့ feeling တွေကိုကိုယ်တိုင်တိုက်ရိုက်ခံကြရတယ်ဆိုတော့ဒါစိတ်မကောင်းလေးတော်တော်ဖြစ်ရတယ်လို့အားကြောင့်လည်းအကူကတောက်လျှောက်ကို live လှူပြနေတယ်ရပါတယ်။ဟိုတော့ဒီပောက်ကိုကမ္ဘာရပါတယ်။သူကဒီမှာတော့ဖက်လာတယ်။ဟုတ်ပြီ။ဟုတ်ပြီ။ကောင်းပါပြီ။အခုအဲ့ဒီငလျင်ပေးတော့မလို့ခင်ဗျာ။အခုအရှိတရမှာအခုတို့မိသားစုပေါ့နော်။ဒီဖျားအတွက်စေးတော်လှူတာပေါ့နော်။စေးတုတ်တာတွေလှူတာဒီခါမှာ အဲ့မှာအမြပေးရင်းနဲ့အမှဝင်ပြီးတော့ပူးတယ်ပေါ့နော်ပူးတဲ့ခါကျတော့အမှမြင်လိုက်တဲ့ခါမှာအတွေးတစ်ခုရပါတယ်ကွာအော်လို့တကယ်လို့ပေါ့နော်ဒီတည်ဆုံသွားကြတဲ့သူတွေမှာအားလုံးကငလျင်ပေးတင့်နေတဲ့အချိန်မှာအကုန်လုံးကဒီလိုမျိုးခြံခဲ့တဲ့သူတွေအတွက်ကိုလှူတန်းနေကြတာဒီလိုမျိုးပြရတော့ကသားတွေပြီးလို့ရှိရင်တည်ဆုံသွားကြတဲ့သူတွေအတွက်ကိုကြတော့ဘာမှလုပ်ပေးရမရှိဘူးလားမသိဘူးဆိုအကောတွေ့မိရဆိုတော့တည်ဆုံသွားတဲ့သူတွေကငါဘာလုပ်ပေးရမလဲလို့တွေ့တဲ့အချိန်မှာအကုတ်အမြပေးခြင်းကအကုတ်တို့အကောင်းဆုံးပဲဆွန့်တုတ်ပေးခြင်းကဆိုတော့အားကြောင့်မလို့အကုတ်ကအာဆွန့်တုတ်ခြင်းလား အဲ့နဲ့စိတ်ကူးလေးရတယ်ချက်ချင်းကျွန်တော်ဆွန့်သွက်ပေးခြင်းတယ်လို့တင်လိုက်တဲ့အချိန်မှာအကောင်တော့ဝိုင်းလို့ရတယ်ဝိုင်းလို့တော့ကိုယ့်ရဲ့ကိုသားကြီးရဲ့တင်းတရာမတီရဲ့အလူငွေလေးရဲ့အားလုံးဝိုင်းပြီးတော့လူတဲ့အလူငွေလေးရဲ့အချိန်မှာတင်းရတစ်ထောင်နီးပါးဖြစ်သွားတယ်ခုလက်တော်ထီဆိုလို့ရှိရင်ဆိုတော့အဲ့အရာကိုအကောင်တော့သူလူခဲ့ပြီပေါ့နော်ဆဲခါကျတော့အဲ့လိုဖြစ်သွားတဲ့အချိန်မှာအဲ့မှာဘာဖြစ်လဲဆိုတော့ဒီကိုယ်ဒီတကယ်လှုပ်ရှင်တဲ့နေရာတချို့မှာလည်းပဲလှုပ်ခွင့်ရအောင်ကိုကဖုံးချောင်းမှာလှုပ်တယ်တကယ်သေဆုံးသွားကြတဲ့နေရာတွေမှာလည်းလှုပ်တယ်ပြီးလို့ရှိရင်နောက်ထပ်အကိုတို့ကိုကူညီပြီးချက်ပေးပြီးတော့မှ ကူညီတဲ့နေရာမှာလည်းဖုံဖုံနဲ့တခြားမိုက်နဲ့ပေါ့နော်အဲ့လိုမျိုးလုပ်တယ်ဟိုဘက်ဆိုင်မှာကမိုက်တင်နဲ့អော်လို့မရဘူးလေဆွဲခါကြတော့ဒီဂျိုင်းအချင်းချင်းမဲ့လောက်ရတဲ့အတွက်ကြောင့်အကူကဟိုမှာအဲ့လိုမျိုးမိုက်နဲ့ပါနဲ့ပေါ့နော်တခြားအမြပေးဆွတ်တော့တာထတ်လုပ်တာဆိုတော့ဆွတ်တော့တာစကိုင်းမှာနှစ်ခါကိုတုတ်ခဲ့ဗာသာအမှန်တမ်းပြောရင်တော့အရန်ဝမ်းနေတယ်ပေါ့နော်ညီကပြောကိုကိုတိုင်းအဲ့လိုမျိုးမြင်တွေ့လိုက်ရတဲ့အခါမှာထတ်တူတကယ်ကိုခံစားလိုက်ရပါဆိုတော့သူတို့မြင်လိုက်တဲ့ခါပြောအင်းအဲ့လိုပြိုးပြီးမြင်လိုက်တဲ့ ညီရကဘာနဲ့မှသူအစတီဗီမှာပဲကြည့်လို့ဒါပဲအော်သူပြောနည်းနည်းကိုကိုစိတ်ဖြေလိုက်လို့ရပြီတော့ငြိမ်သွားလို့ရတယ်ပေါ့နော်တကယ်တမ်းကိုမျက်စိမှာတွားလို့ရတဲ့အချိန်မှာမြင်လဲမြင်လိုက်ပေါ့စွတ်နစ်ပြီးတော့လေဘာပြောလို့ပြောမှမသိတော့လောက်ဖြစ်သွားပြီးတော့အတန်ဟိုတိတ်သွားတဲ့အချိန်လေးရောက်သွားပြီးတော့အဲ့ချိန်မှာကိုကြီးတို့တော့ပြန်ပြီးအားပေးပြီးတော့ကိုကိုကိုပြန်ပြီးတော့စောင်းဖြောင်းနေဒါမှဒီမှာလူလူကြီးထပ်ပြီးခိုးရကုသိုလ်လုပ်ပေးနိုင်မလဲသူတို့တပိုင်းလုပ်ပေးနိုင်မလဲဆိုတော့ဖြစ်မှာတော့ကြောင့်ဆိုအဲ့မူဒီလေးနဲ့သာသာပြန်ပြီးတော့ပေါ့နော်ဒါကိုကြီးနဲ့တော့ချက်သွားပြီးအလူလေးလို့ဖြစ်ပါတယ်ဟုတ်တယ်အောင်မန်းပေါ့နော်ဟုတ်တယ်အောင်မန်းပြိုကျတဲ့အချိန်မှာအကူကဟိုနေ့ကတော့တော့တယ်ပဲ ဟိုရီအောင်မန်းကပိုင်ရှင်နေအရင်ဆုံးချီးကျူးခြင်းတယ်အကိုလေးတကယ်မျက်ဝါးထင်နေရခြင်းမှာအကိုတော့မှဝမ်းသာဝမ်းနေဝမ်းသာဖြစ်မိတယ်အဲ့ဒီကလေးတွေရဲ့ဘေးမှာသူတို့ပိုင်ရှင်နေကိုရန်ရှိတယ်အဲ့ ICU ထဲမှာပိုင်ရှင်နေတရမှာမပြောင်းသူတို့ရောက်တယ်အဲ့လိုပဲအဲ့ဒီအော်တင်အောင်မန်းရဲ့ပြိုနေတာတွေကိုလှုပ်တဲ့အချိန်မှာလည်းပိုင်ရှင်ညီလေးရရှိတယ်ကျောအကူတော်တဲ့အချိန်မှာသူတို့အားလုံးကအကူမှတ်မိတယ်။အားကြောင့်ပိုင်ရှင်တွေကဘာလို့မှတ်မိလဲဆိုတော့အကူကအကူတို့မီနိုတို့မမို့ခန်းတို့ပြီးလို့ရှိရင်တခြားသောကိုတမ်ကီတို့အဒီ နန်းခွေကြီးအကူတို့ promotion လုပ်တော့အကူဟောင်းအောင်မဲမှာတက်လို့တော့အဲ့ဒီ hotel အောင်မဲမှာတဲခဲ့တာဆွဲခါကျတော့အနုပညာရှင်တွေအများကြီးနဲ့တဲခဲ့ပြီးတော့မှသူတို့နဲ့စကားရင်ပြောခဲ့တဲ့ခါကျတော့သူတို့အားလုံးကကိုယ်ကိုယဉ်ထဲမှာရှိနေတာဆိုတော့အဲ့ကလေးကိုတော့သူတို့ပြောပြနေတာမလေးတဲ့ကွန်ဒူဆန်လေးတွေလာတဲ့ဘူးတွေသမီးမမိလားဆိုတော့ကလေးရတော့သူတို့ထန်တယ်မမမိတော့ဘူးအရန်နေသူတို့ပြောရမလဲအရန်နာကျင်ရသူတို့မမမိဒါပေမဲ့သူတို့မိသားစုတွေအားလုံးမမိပြီးတော့မှကိုယ်ကိုလာပေးရကိုကျေးဇူးတင်တယ်ပြီးရင်နောက်ထပ်အဲ့ကလေးတွေကဘေးမှာသူတို့ကိုယ်တိုင်ရှိနေတယ်အကွာဘုရားဆုံးသူတို့အတိတ်လေလာပါမဟုတ်ဘူး hotel mansion တွေဆိုတော့ အဲ့ဒီအချိန်မှာအာဒီဟိုပါပေါ့ဒဏ်ရာအကိုကြားတာ6အောင်လုံးဆုံးနေကြတာပြီးကြတော့မှမဟုတ်ဘဲနဲ့2ယောက်ကထိခိုက်ဒဏ်ရာနဲ့ ICU ထဲမှာရောက်နေကျတော့အဲ့2ယောက်စလုံးကိုသွားတွေ့တယ်တွေ့ပြီးတော့တယောက်ကတော့အခုမမေ့သေးတယ်နောက်တစ်ယောက်ကဆိုရင်မှတ်ကိုမမေ့တော့ဆိုတော့အဲ့တယောက်ဆိုရင်ဘာဖြစ်လဲဆိုတော့သူ့မမေ့ရလေအခုရောက်သွားတဲ့အချိန်မှာပြူးပြူးပြတာချွေးနေတယ်ဆောက်ကဘာဖြစ်မှမသိဘူးကောနော်ဩအာပူလို့မရလားပေါ့ဆွဲအချိန်မှာမဟုတ်ဘူးအဲ့ကောင်မလေးကအကိုတို့ခဏမရောက်ခင်အချိန်လေးမှာကိုကိုကသူကတတိလဲ့ွာအသက်မလင်လာတော့ ဲ့လိုမျိုးဖြစ်သွားဖြစ်သွားတဲ့အချိန်မှာသူ့အမေကအော်ခေါ်ပြီးရောတဲ့အာဆီယမ်မတွေအော်ခေါ်ပြီးမှလောက်ရတဲ့အချိန်မှာသူကိမ့်မုံလေးစားလိုက်တာကိုမင်းနေရကလေးကရေတောက်လေရေလည်းမတိုက်ရဘူးဖြစ်နေတာလေဆိုတော့လေဘင်းလေးကိုတွားကြည့်တဲ့ခါမှာလည်းဟိုဘယ်လိုပြောလဲဒီနားရင်မှာလေအရာရည်နဲ့အပောက်ရည်နဲ့တို့ဒီဘယ်လဲကြောက်ကက်တီးလေးစေးရတယ်အဲ့တော့ပြောချင်တာကလေကျွန်တော်တို့တတိထားမှာတစ်ခုရှိတယ်အဲ့တော့တိုက်ပြိုတာပဲဖြစ်အဝေးကနေပဲဖြစ်အဲ့ဒီဖုံမုံလေးမရှူမှုမိဖို့အရေးကြီးရပါတော့နောက်ထပ်ဟိုဘယ်လိုပြောမလဲကိုကိုဒန်နီယာမှာခုကြုံတွေ့လာခဲ့တဲ့အခြေအနေအဲ့တော့ အဲ့ဒီဖုံဖုံမျိုးရှူမိတဲ့အချိန်မှာကျွန်တော်ကြောက်ကတ်ထဲမှာအဖုံဖုံတွေရောက်သွားပြီကြောက်ကတ်တွေမှာတက်စည်းကုန်လာဆိုတော့အဲ့ဒီမှာသူတွေပါပြီးတော့မှကလေးတွေကအဲ့ဒီဖုံဖုံတွေရှူမိရတယ်ကြောက်ကတ်တွေပါဆေးရတယ်ဒါကြောင့်ကြောက်ကတ်ကိုသွားထိရမှာမဟုတ်ဘူးတို့ထင်တာကကြောက်တုံးနဲ့ဖိမိလို့ကြောက်ကတ်ဆေးရလို့ထင်တာမလားမဟုတ်ဘူးအဲ့ဒီဖုံတွေဝုန်းဆိုထွက်လာကြတယ်အဲ့ဒါတွေကိုရှူမိပြီးတော့ပါးစပ်တွေလည်းဝင်ပြီးတော့မှနှာခေါင်းတွေလည်းဝင်ပြီးတော့မှကြောက်ကတ်တွေရောက်တယ်ဒီမှာ let loss ဆိုလည်းပဲသိမလဲနော်ဖြစ်ပြသွားဖြစ်ပြဆိုအဲ့တော့ကြောက်ကတ်တွေကနေပြီးတော့မှကြောက်ကတ်တွေကိုစေးနေရတာဆိုတော့ပိုက်တန်းလန်းနေနဲ့အဲ့ညမှလေးဆိုကိုယ်တို့သွားတဲ့အချိန်မှမှပြန်တတိလေလာဆိုတော့ ဝူဒူဝါရာလေးအဲ့လိုနေဝူဒူဝါရာလေးဖြစ်နေဆိုတော့အားပေးရတယ်ညီမလေး fighting တော့ဘာဖြစ်လဲစိတ်ရှော့လိုက်မှာဆိုလို့သူစိတ်ရှော့ချရတဲ့အချိန်မှာလစ်သွားတယ်ဆိုတော့အသက်ကိုမရှူတော့တာလေဆိုတော့အာအရင်စိတ်ပူကြရတာလေအဲ့အဲ့လိုမျိုးနေမြင်တဲ့အခါကျတော့အကူကအဲ့ဒီသူတို့တွေစီကိုတစ်ချက်လှူတယ်လှူပြီးတော့ဘာထက်လှူလဲဆိုတော့တီးဆုံးသွားတဲ့သူတွေတော့ထွက်သွားတော့တဲ့အချိန်ကမှရောက်အောင်တအင်ချင်းစီလိုက်ပြီးရောက်အောင်သွားတော့တဲ့အချိန်မှာဖြစ်လဲဆိုတော့ကိုသွားပြီးတော့လင်းမာနေပါကလေးရဲ့ခဲ့နေရာကြီးဖြစ်နေအကွက်လင်းမာနေပါကလေးရဲ့ အာနေရာ၅ခု၆ခုလောက်သွားခဲ့တာကိုအလှရနေရာအကုန်ပတ်ရတာဆိုအဲ့ဒီမှာအဲ့ဒီရွာလေးလည်းပါတယ်ဆိုတော့အဲ့ဒီရွာလေးမှာကိုကဒီမိဘုံပွဲကြီးဖွေပြီးတော့မှလေအခုတို့ဒါကော်မတီနဲ့စဆုံနေစင်းနေရိုက်ကြရခြင်းအဲ့ဒီမှာမိဘုံပွဲကြီးဖွေပြီးကပ်ပေးပြီးမှအခုအများကြီးကူညီကြတဲ့ရွာလေးဆိုတော့ခါကျတော့အဲ့မှာအဲ့ရွာနီးရပတ်ဝန်းကျင်နေပါလေကိုတို့ကူညီကြရဆိုအဲ့မှာမြင်တဲ့ချိန်မှာစိတ်မကောင်းဖြစ်ရတယ်စိတ်မကောင်းဖြစ်ရတော့အာမေးကြည့်တဲ့ခါကျတော့ तू ကဘာပူဝန်းနေရလဲဆိုတော့မိဘကို तू ကဒုက္ခမပေးချင်တော့ तू ចောင်းစီလေးအတွက် तू ဟိုတယ်မှာဝင်အလုပ်လုပ်တာ ်ဝင်လို့လို့ရင်းနဲ့မှတည်ဆုံးသွားတာအဲ့လိုမျိုးဆိုတော့ तू तू ကမိဘတွေကပူရင်ချိုးရတာအကျန်းသူတို့အားကိုးရတဲ့သားသမီးတွေဖြစ်နေတဲ့အတွက်ကြောင့်သူတို့မှပူပြီးရင်ချိုးရတာပေါ့နော်အဲ့လိုမျိုးဖြစ်ကြတယ်နှစ်ကူးသွားပြီပေါ့နော်နှစ်တက်ကိုရောက်သွားပြီဆိုတဲ့အခါကျတော့နှစ်တက်မှာအားလုံးပဲဒါဘီအန်ရီကင်းကြပါစေဥပစ္စေရကံရီလည်းကင်းကြပါစေပြီးတော့နောက်ခုကကျတော့အမြန်ဆုံးအဲကကြီးတုံးမကျော်လွန်ကျော်လွန်နိုင်ကြပြီးတော့မှတူးနဲ့တူးချစ်ချင်းမြတ်တာအပြည့်နဲ့ဆက်လက်ပြီးတော့ရှင်သန်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်